ဆက်သွယ်ရေးပုံမှ66ကာကြီးနဲ့တရားစွဲဆိုခံထားရတဲ့ NLD ဗဟုသုတေသနအဖွဲ့အတွင်းရေးမှုဦးမျိုးရန်အောင်သိန်းကိုဒီကနေ့နိုဝင်ဘာလ၄ရက်နေ့နေ့လယ်ပိုင်းကလှိုင်မြို့နယ်တရားရုံးမှာရုံးထုတ်ရမန်ယူခဲ့ပါရယ်တက်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအသက်ရေးဖြတ်တဲ့စာသားတွေလူမှုကွန်ရက်စာမျက်နှာမှာရေးသားခဲ့မှုကြောင့်နိုဝင်ဘာလ၃ရက်နေ့နေ့လယ်၂နာရီဝန်းကျင်ခန့်မှာဗဟန်းမြို့နယ်မှာရှိတဲ့ယူဇနာဟိုတယ်မှာဦးမျိုးရန်အောင်သိန်းကိုဒူရဲမှုနဲ့ရဲတပ်ဖွဲ့ဝင်၃ဦးကဖမ်းဆီးတိမ်းသိမ်းခဲ့တာဖြစ်ပါရယ်ဟုတ်တယ်ပေါ့ဗျာနော်ဒါဒါကတော့ တရားတရားဥပဒေဘယ်လောက်တရားမြတ်တာလဲဆိုတဲ့ကိစ္စပဲနော်တရားဥပဒေရကိစ္စပဲဒါတော့ပြည်သူတယောက်ကလည်းလို့ဆိုတော့ထုတ်ဖို့ထုတ်ဖို့ကိုချင်းချောက်ခံရပြီဆိုလို့ရှိရင်ဒါကဒီမိုကရေစီဆိုင်တဲ့နေတော့ ဖြစ်စဉ်မှာဦးမျိုးရန်အောင်သိန်းကလူမှုကွန်ရက်စာမျက်နှာပေါ်မှာမျိုးရန်အောင်သိန်း Facebook အကောင့်နာမည်နဲ့တက်မတော်ကာကွယ်ဦးစည်းချုပ်ကိုအသက်ရေဖြတ်တဲ့စာသားတွေကိုအော်တိုဘောလ14ရက်နေ့ကတင်ခဲ့တယ်လို့ဆိုပြီးရန်ကုန်တိုင်းစစ်ဌာနချုပ်မှပြည်ပဘုံမူကြီးအဆင့်ရှိသူကလှိုင်မျိုးနယ်ရဲစခန်းမှာဆက်သွယ်ရေးဥပဒေပုံမှာ66ကာကြီးနဲ့တရားလိုပြုလုပ်ပြီးအော်တိုဘောလ31ရက်နေ့ကအမှုဖွင့်ခဲ့တယ်လို့သိရပါဗျ။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးလှိုင်မျိုးနယ်ရဲစခန်းမှာပ1089မြန်ဆောင်2016ဆက်သွယ်ရေးဥပဒေပုံမှာ66ကာကြီးနဲ့ အမှုဖွင့်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျာ။ဘယ်ကတော့တရုတ်ကလွတ်စော်ပြောဆိုပေါ်ဆိုင်ပေါ်ဒါကဒီမိုကရေစီမှာရေးကြီးဆိုဘယ်နိုင်ငံမှဆိုပဲဒီမနိုင်ငံကိုစစ်မဲ့လူတွေကတော့ရောက်စေခြင်းနဲ့ဆိုလို့ရှိရင်ဒီခွင့်ရေးကိုနိုင်ငံသားတိုင်းကိုပေးရမယ်နော်ဒါအရင်ရေးကြီးပါလေဟုတ်ကဲ့ခဏလေးပါဘလို့ပဲဘလို့ချင်းဒီဖြစ်ပြည်စင်နိုင်ငံသားတယောက်က သူစနာဘောတော့ငွေရှိရမယ်ပြောပိုင်ငွေရှိရမယ်နော်သူမြင်တာကိုသူရှိတော့သူမြင်နေချွတော့နေပြောပိုင်ငွေရှိရမယ်နော်ဒါဒီမိုကရေစီအခြေခံအရန်ခြေခံကြတဲ့စံနှုန်းပဲဖြစ်တယ်လို့ကျွန်တော်မြင်တယ်နော်နော်ဒါအချို့ဘောခံနေရတာအဲ့လိုကျွန်တော်မြင်တယ်တုံ့ပြန်မှုပိုင်းမှာဘိုးလိုတုံ့ပြန်သွားမယ်ကတုံ့ပြန်မှုပိုင်းအောင်တရားဥပဒေပိုင်းဆိုင်ရာရကျွန်တော်လူကြီးနေတဲ့အတိုင်းပဲပါအောင်မယ်ကျွန်တော်အခုချင်းဒီပါတီရလူကြီးနေတဲ့အချိန်မတွေ့ရသေးဘူးဆိုတော့ပါတီရလူကြီးတွေနဲ့ကျွန်တော်အားလုံးသူတို့ရဲ့စကားအနေနဲ့ပဲသူတို့နဲ့ပြောချင်တာဆိုချင်နားထောင်ပြီးတော့မှကျွန်တော်တုံ့ပြန်သွားမှာဖြစ်ပါတယ် အမှုနဲ့ပတ်သက်ပြီးနောက်ယုံချင်းကိုတော့နိုဝင်ဘာလ9ရက်နေ့ကိုချိန်ဆခဲ့ပါဗျာ။